ေကွက်အပိုင်းလေးရအောင်ကြီးမြောက်ပေးလို့ကျေးဇူးတင်တာထပ်ပေါ်တော့ကြီးမြောက်ပေးတဲ့သူတွေပို့ပါကုသိုလ်အများကြီးရရပေါ်တော့အဲ့ဒီအတွက်တမယပို့ပြီးတော့မတန်မီပါရယ်ကိုကိုတန်ရလည်းထပ်ပြီးတော့နောက်ထပ်ကျေပြန့်လေဗုဒ္ဓအကြောင်းရာတွေကိုတည်ဖို့အတွက်ကြိုးစားနေပါရယ်ဒီနာကြတော့ဒီကွာကားလာလားတော့ပိုင်လားကွာအင်္ဂါနေအဓိကဖင်နဲ့မီရောတမီးတန်နိုင်တဲ့ဘက်ကနေပြောကိုဒီဘဝတစ်ချက်လုံးပေါ့နော် ကျေးဇူးဆက်ပါပါအဲ့ဒါတော့ ီမှာအဓိကတည်ရဲ့ချက်ကတော့ဒီအပေါ်သူများရဲ့လည်းတည်နေပါပြီလို့ပေါ့နော်ဒီမြေခွဲကိစ္စပဲတည်ရပါဟုတ်ဟုတ်ကဲ့ဒီနာကျတော့ဒီကအခုကအားလားတော့ပိုင်လားခုကအငန်းနေရသမီးကိုဒီလိုနေမြေခွဲအပိုင်လေးရအောင်ချိမြောက်ပေးလို့ကျေးဇူးတင်တာထက်ပေါ့နော်အဲ့လိုမျိုးချိမြောက်ပေးရတဲ့အတွက်ဒီချင်းမြောက်ပြည်သူတွေပေါ်ပါကုသအများကြီးရရပေါ့နော်အဲ့ဒီတက်တမြပို့ပြီးတော့မတန်နေပါဘူးအဓိကဖင်နဲ့မေရော ြီးတက်နိုင်တဲ့ဘက်ကနေပြီးတော့ကိုဒီဘဝတစ်ချောင်းလုံးပေါ့နော်ကျေးဇူးဆံပါပါပြီးတော့ဒီတမျိုးဒီအစင်တီရအောင်လို့တင်ကြားပေးခဲ့ကြတယ်ဖမိုးဖျားနဲ့ဆရာဆမတွေကိုကျေးဇူးဆက်တဲ့အနေနဲ့လည်းတမိကိုတိုင်းပေါ့နော်ဒီဖမိုးရဲ့အကြောင်းမှနောင်နာနောင်သားညီမလေးတွေကိုတင်ညာတင်ကြားပေးနဲ့ကိုရန်နဲ့ဘရိုက်တာလုပ်ငန်းတွေကိုလုပ်သားမှာပါဘုရားမမကဘုရားယဉ်ကျေးမှုအတင်းမှာလာရောက်ပြုစုပူဇော်တဲ့မ ရှင်။ဒါမျိုးပဲဖြစ်ပါရဲ့ရှင်။โอเคဟိုမိကုမမေးခင်ကတော့စိတ်လွှတ်ရှားပါဘောเนาะမိကုနေရာလက်ခက်ခဲမဲ့ဆိုတာသိနေတဲ့ကြောင့်ဒါပေမဲ့ကွာမိကုပေါ်လာတိုင်းဒီမိကုရဲ့အဖြစ်ကိုသိရင်တော့ဆက်ဖြေရမယ်လေအားကြောင့်အဆုံးထိဖြေခဲ့ရပါတွေ့ရချင်ရတဲ့အပုပ်ပေါ့ဒါကကနန်းတလုံးမလွယ်လို့မရတာဖြစ်တဲ့အကြောင်းမို့နည်းနည်းတော့ခက်ခဲခဲ့ပါတယ်အဲ့ပုံမှာတော့စွရင်နေပေါ့เนาะကိုတက်တာမန်နေပြီမဲ့လို့တလုံးများလွယ်သားမလားဆိုပြီးတော့စိတ်မိပါတယ်ဟုတ်ကဲ့ ောင်းမယ်လို့စိတ်ကူးထားတယ်အာဒါတော့မိညီမန်းထားဖြစ်တဲ့ကြောင့်မို့ဘလိုနည်းနဲ့ပဲဖြစ်ပေါ့နော်ခက်ခဲရှိတယ်ကြော်ဖဲရမယ်အာပြီးတော့ကိုကိုတိုင်းလည်းတကယ်ပေါ့ပေါ့မိဘကြီးကလည်းဖြစ်စီနေတာရောကိုတိုင်းလည်းဖြစ်နေတာရောဆိုတော့မိရရအောင်ကြိုးစားတတ်ပါမယ်တစ်စိတ်ကတည်းကမတိစိတ်ကနေပြီးတော့အချိန်သွားပေးပြီးဒါပြဿနာမှန်တယ်စက္ကန့်30နဲ့ပြည့်ပြီဆိုလို့ရှိရင်စက္ကန့်ပြည့်ဆက်ဖြေမလားရက်နေမလားမေးလိုက်ပြီဆိုလို့ရှိရင်အဲ့ကလေးဇဝေဇောဖြစ် ဒီကဲဘယ်တော့တချို့ဆိုရင်တော့ဒီတင်တဲ့နေတက်ဖို့အတွက်ကိုမအားကြရတဲ့သူတွေလည်းရှိမယ်။အဲတခြားတင်တဲ့နေတက်နေတဲ့သူတွေလည်းရှိမယ်ပေါ့နော်။အဲဒီဖြစ်တနေ့ကိုအဲဒီကတော့ကိုအချိန်ပေးနိုင်ပေးနိုင်တဲ့လောက်ပေါ့။ ဒီဘောနပ်စာပေကိုလည်းအကြမ်းမဲ့ရမယ်ခုကလည်းဘယ်ဒီဖုန်းရှိနေတဲ့အတွက်ကြောင့်မို့ဘယ်ညာဖဲရမှာဆိုပေါ့နော်ကိုတိချင်တဲ့အကြောင်းအရာတွေလည်းတိလို့ရတယ်ပြီးရင်အနီးနားတက်ဝိုက်မှာလည်းဒီဘောနပ်စာပေနဲ့ပတ်သက်တဲ့တင်းနှင်းကြောင်းတွေရှိရပေါ့နော်အိုင်တွတ်တက်ဖို့ပြီးရင်ဒီစာအုပ်လေ့လာရတဲ့အခါမှာလည်းကိုပထမဆုရဖို့အတွက်ဆုရဖို့အတွက်ပဲမဟုတ်ပဲနဲ့တကယ်စာအုပ်လိုချင်တဲ့စိတ်နဲ့စိတ်နဲ့ကိုနေကျူးစာရမှာပါရလို့ရတာ ကဲပါเนาะမော်လညမလေးရောကိုတမိတဲ့ကြီးရဲ့သူတွေလည်းရှိမှာပါเนาะအကုန်လုံးကလူတော်တွေပါဘာလို့ဆိုပညာပိုင်းမှာတော်တဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီလူတော်အမတစင်လူကောင်းဖြစ်ဖို့အတွက်လိုအပ်တဲ့တကြောင်မျိုးဒီလူကောင်းဖြစ်ဖို့ကဖခင်ရဲ့တရားတော်တွေပဲရှိရတဲ့ကြောင်မျိုးကိုကလူတော်တယောက်ဖြစ်နေပြီဆိုရင်လူကောင်းတယောက်ဖြစ်ဖို့အတွက်ဖခင်ဟောတရားတွေကိုနိုင်နာကြပါတည်ယူကြပါလို့ပြောချင်ပါတယ် းစားတာကတော့အဓိကတော့ဒီလိုမျိုးအစင်တီရောက်မယ်ဒီစုရရဖို့အတွက်ကတော့အနစ်တေကြာကြီးစူးစမ်းခဲ့ဖုံဖုံကြောင့်မှာဖုံဖုံကဒီပြန်ပွဲကိုပေါ့နော် မရရအောင်ကြိုးစားမယ်ဆိုရင်စိတ်နဲ့အရင်ဆုံးဖုံဖုံကိုတိုင်းနေဒီစာပေကိုစာပြီးသင်ကြားပေးရပါအဲ့ဒါတွေကိုမှတနည်းနဲ့တနည်းပေါ့နော်တက်လာတက်လာကြတဲ့တပည့်တွေကိုပူချရင်းနဲ့အိတ်ဆယ်ဆယ်မလေးရမှာတစင်သမီးတို့ပြန်သင်ကြားပေးရအခုလက်ရှိလည်းဖုံဖုံကိုတိုင်းသင်ကြားနေတဲ့အပိုင်းတွေရှိရပေါ့နော်အဲအဲကြောင့်မို့အခုဒီပြန်ဝင်မှာပေါ့နော်သမီးဆွေရသားနဲ့ပတ်သက်ပြီးတော့ကဖုံဖုံရဲ့ကျေးဇူးရအများကြီးပြတယ်သမီးတို့ရဲ့ဝရမမကကျောင်းရဲ့ကျေးဇူးအများကြီးပါပါတယ်သမီးအောင်မြင်တာသမီးတို့ကျောင်းအောင်မြင်တာနဲ့တူတူပဲဖြစ်တဲ့အကြောင်းအရင်က ခုံနဲ့ပုံမိပါတယ်ရန်နဲ့ပြောမိပါတယ်ကဲအခုလက်ရှိကတော့တမီးတို့ရဲ့ဘောနော်ခုံမွေးအကြောင်းမှာနောက်ထပ်မောင်လေးညီမလေးတွေကိုဆက်ဆက်လက်တင်ကြားပေးနေပါတယ်လို့ရှင်ကိုကိုတိုင်ရလည်းထပ်ပြီးတော့နောက်ထပ်ကျေပြန့်နေဗုဒ္ဓအကြောင်းအရာတွေကိုသိဖို့အတွက်ကြိုးစားနေပါတယ် သမီးဘောနော်အောင်မြင်သွားတဲ့အချိန်မှာတော့ပျော်မိပါတယ်သမီးအောင်မြင်သွားတာကိုဝိုင်းမီချင်းမြောက်ပြီးကြရခါမှာအေးချင်းမြောက်ပြီးတယ်ဘောနော်ဘသူကိုမဆိုးကျေးဇူးတင်ပါတယ်ပြီးတော့အဲ့လိုချင်းမြောက်ပြီးရဲ့အတွက်ကြောင့်လည်းဒီချင်းမြောက်သမီးကိုချင်းမြောက်ပြီးလို့ကုသိုလ်ရတာရောသမီးကနေမှတဆင့်ကုသိုလ်ပြန်ပြုပေးရတယ်ရောနဲ့ပေါင်းလိုက်မယ်ဆိုရင်ဘောနော်ပြုပေးတဲ့သူတွေတဲကုသိုလ်အများကြီးရပါတယ်